ဲ့ဒီမှာနေပြီးတော့မတ်တီတာထွေးပြဿနာဖြစ်တယ်2012မှာမတ်တီတာထွေးပြဿနာဖြစ်တယ်ဒီမတ်တီတာထွေးပြဿနာလေးကသေသေးမောမောလေးကိုအကြီးအကျယ်သူ့ပါတီကလုပ်တဲ့စီယုံကြတယ်အကျွန်တော်တောင်ကုန်းမြို့မှာဆိုလို့ရှိရင်တောင်ကုန်းကျွန်တော်ကျွန်တော်ရဲ့တောင်ကုန်းမြို့မှာဆိုလို့ရှိရင်သူကဈေးတွေမှာဘာလို့ဒီဈေးတွေမှာလူစီကားတဲ့နေရာတွေမှာမတ်တီတာထွေးရဲ့ပုံကိုနေပြီးတော့အဲ့ဒီမှာနေပြီးတော့ဓာတ်ပုံဟိုတိုရှော့လုပ်ပြီးတော့အန်ဒီပေါ့ဗျာရင်အောင်ကိုလှီးထားတာတွေနောက်ပြီးလို့ရှိရင်မိမအင်္ဂါတွေကိုဒါနဲ့လှီးထားတာတွေ ဟိုသူတို့ဓာတ်ပုံရိုက်ပြီးတော့ဗားရဖြတ်နေဆိုတာဒီကလားတွေကရခိုင်မကိုဖြစ်စီတယ်ရခိုင်မကိုရဲဆက်ဆက်ဒီလိုတပ်ပစ်လိုက်တာပေါ့ဒါကြောင့်မလို့ကလားမြင်ကလားတွေ့တတ်ရမယ်ဆိုတော့ဝါဒဖြတ်နေစာလေးတွေလိုက်ပြီးတော့ဖြတ်နေတာကျွန်တော်တွေ့ရတယ်အဲ့ဒီချိန်မှာဥသိမ့်စိန်အစိုးရဟာသိရတာတာနဲ့လုံးဝနောက်ဆုံးနေတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဆိုလိုတာကဒီဟာဒီလိုမျိုးဒီဝါဒဖြတ်တဲ့ဒီလိုစာစုံလေးတွေကြောင့် ရခိုင်ပြည်နဲ့တပြည်နယ်လုံးဟာပြာပုံဘဝကိုရောက်ရမယ်ဆိုတဲ့အဥသိစိန်မသိဘဲနဲ့တော့မနေဘူးဒါမဲ့သိစိန်ဟာဒီဒီလိုလောက်ရက်တွေကိုလျှက်လျူရှုပြီးတော့အဲတရံဝင်လက်ပိုက်ကြည့်နေတာကိုကျွန်တော်တွေ့ရတယ်ဗျ तू ကဒီလိုမျိုးတရံဝင်လက်ပိုက်ပြီးတော့ကြည့်နေလိုက်တဲ့အတွေ့ကျွန်တော်ရခိုင်ပြည်နယ်သည်2012ခုနှစ်မှာမီဟောင်းအောင်တောက်ပြီးတော့ပြာပုံဘဝကိုရောက်ခဲ့ရပါတယ်တိုင်းရင်းသားလူမျိုးစုနှစ်စုဟာလည်း ငင်းချမ်းစွာအတူရှင်တွေ့နေထိုင်လာခဲ့ကြပေမဲ့အဲ့ဒီ2012မှာဒေါက်တာအေးမောင်ရဲ့လှုပ်ဆောင်ချက်တွေကြောင့်ကျွန်တော်တို့ရဲ့ဒီလူမျိုးစုနှစုဟာလည်းမလိုမောင်းထားရန်လိုမှုတွေဖြစ်ပေါ်လာတာကိုလည်းကျွန်တော်တွေ့ရပါတယ်